အားလုံးပဲမင်္ဂလာပါရှင်။ဘာမှခေတ်သစ်တရင်ဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းရင်အားစုတွေပုံမစီလုံးဖို့ KNU ဥက္ကဋ္ဌနဲ့ NUG ယာယီသမရတို့ဆွေးနွေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နှွေဦးတော်လိုင်းရင်အမြန်ဆုံးအောင်မြင်စေရတဲ့အတွက်တော်လိုင်းရင်အားစုတွေကြောင့်ပူပေါင်းလက်တွဲလှုပ်ဆောင်သွားမယ်။ကဏ္ဍတွေကိုကရင်မျိုးသားအစီအယုံ KNU ဥက္ကဋ္ဌနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရတို့ဆွေးနွေးခဲ့တယ်လို့ KNU ဘက်ကထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနဲ့ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပရိုဆော့ကွယ်ထူဝင်းတို့ဟာတော်လိုင်းရင်အားစုတွေပုံမစည်းလုံးဖို့အတွက်လဲဆွေးနွေးခဲ့ကြတယ်လို့စက်တင်ဘာ25ရက်မှာထုတ်ပြန်ခဲ့တာပါ။တော်လိုင်းရင်အားစုတွေယခုထက်ပုံမစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှာအပီးတိုင်လွတ်မြောက်ရေးအတွက်လဲဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ စစ်အာဏာရှင်တွေအာဏာရှင်ဟူသည်များအမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုတရားဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူတကွလက်တွဲဆောင်ရွက်သွားကြဖို့လေခေါင်းဆောင်နှုတ်ဦးသဘောတူညီခဲ့ကြတယ်လို့လည်းထုတ်ပြန်ကြအရာတီးရပါတယ် ဆက်လက်ပြီးငိမ်မျိုးဘက်မှတနင်္သာရီမျိုးဘက်သို့ရိတ်ခါပိုရန်လာသည့်စစ်သားများလိုက်ပါလာသောကာနစီကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းငိမ်မျိုးဘက်မှတနင်္သာရီမျိုးဘက်သို့ရိတ်ခါပိုရန်လာသည့်စစ်သားများလိုက်ပါလာသောကာနစီကိုတိုက်ခိုက်ရန်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းဘိုခင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ စက်တင်ဘာလ24ရက်နေ့ညနေ4:45မိနစ်ခန့်တွင်မြေမြိုဘက်မှတနင်္သာရီမြို့ဘက်သို့မောင်းနှင်လာသောအကြံဖက်စစ်သားများလိုက်ပါလာသည့်ရေခါကာနစီကိုတော်လန်ရေးတပ်ဖွဲ့များကရန်ဖို့ကြေးရွာရန်ဖို့တရာကြီးအရောက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကားပေါ်တွင်ပါလာသောစစ်သား10ဦးခန့်နှင့်လမ်းကင်းချထားသောအင်အားတရာခန့်ရှိစစ်သားများနှင့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု10မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မြင်းမျိုးဘက်မှတနင်္သာရီမျိုးဘက်ကိုမောင်းနှင်လာတဲ့စစ်ခွေးရိတ်ကပုတ်ကားနစီကိုရန်ဖို့ကြေးရွာရန်ဖို့ထရာကြီးအယောက်မှကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်။ကားပေါ်မှာပါလာတဲ့စစ်ခွေးအင်အား၁၀ဦးလမ်းကင်းချထားတဲ့စစ်ခွေးအင်အား၁၀၀ကျော်လောက်နဲ့လည်းအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၁၀မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။ စစ်ခွေးတွေထိခိုက်မှုရှိပေမယ့်အရေးအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူးကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ပါတယ်ဟုဘိုခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြိတ်ပါကဖာတနင်္သာရီရုံးမဆောင်သုံးမြိတ်ခရိုင်ပါကဖာအဖွဲ့နဲ့ဘိုခရင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။